2025ခုနှစ် ါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြက်ပြားစေရန်ရည်ရွယ်ပြီးလူမှုကွန်ရက်ဆောင်ရွက်တာများအများပြည်သူဆိုင်ရာနေရာများမှာဟောပြောခြင်းပြောဆိုခြင်းစီယုံလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်းရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစသည်တို့ဖြင့်နှောက်ရှက်ဟန်တာဖျက်ဆီးခြင်းများရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းရှင်များအားထိခောက်ပျက်စီးအောင်နှောက်ရှက်ဟန်တာဖျက်ဆီးခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ွများကိုနောက်ဆက်ဟန်တားခြင်းမှကာကွယ်ပေးဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါသည်အဲလိုဆောင်ရွက်လျက်ရှိရာနိုဝင်ဘာလ14ရက်နေ့မန္တလေးပိုင်းမှာ တင်ကန်းကျွန်းမြို့မှာရဲစခန်းမှာတပ်ဖွဲ့ဝင်များပါဝင်တဲ့ဘူးပေါင်းဖွဲ့တွေနေပြည်တော်လှည့်ကင်းဆောင်ရွက်နေစဉ်ရန်ကုန်တိုင်းဒေသကြီးတင်ကန်းကျွန်းမြို့နယ်လေးတောင်ကန်ရက်ကွယ်လေးတောင်ကန်လန်းနယ်ဥပဟန်လန်းတောင်ရှိပန်းချံပါ site တူထားတဲ့ပြည်တော်စုချန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးပါတီဆိုင်းပုတ်တစ်ခုဘူကန်ကျွန်းရက်ကွယ်ရှိလေးတောင်ကန်လန်းနယ်ဇဗူရိတ်လန်းတောင်မှာ site တူထားတဲ့ပြည်သူပါတီဆိုင်းပုတ်တစ်ခု သူမင်္ဂလာရက်ွက်ရှိ လေးတော့ကန်လန်းနဲ့သူမင်္ဂလာလန်းတောင်ဇဝနလန်းဆောင်မှာစိုက်ထူထားတဲ့ပြည်သူပါတီဆိုင်းဘုတ်တခုနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်းဘုတ်တခုတို့အားဖြိုလဲဖျက်ဆီးနေကြောင်းတည်င်းအရာပါတီဆိုင်းဘုတ်များဖျက်ဆီးခဲ့တဲ့တရားခံများအားဖမ်းဆီးရပြည်နိုင်ရေးဆောင်ရွက်ခဲ့ရမှာပြည်မှုကျူးလွန်ရမှာပါဝင်သူတင်ကန်းကျွန်းမြို့နယ်ရန်အောင်ရက်ွက်နေရွှေလင်းဦးနယ်ဘိုကန်ကျွန်းရက်ွက်နေခိုင်မင်းကိုတို့နှစ်ဦးအား အဲ့ဒီနေ့မနက်မှာအခင်းပြရာနေရာအနီးဦးစံပေရက်ွယ်ဘရက်နောင်လမ်းမှာလကောင်းရန်အောင်ရက်ွယ်နေသူများဖြစ်တဲ့စွမ်းထက်အောင်အားမနက်၄နာရီ၅မိနစ်မှာရန်အောင်ရက်ွယ်ရန်အောင်လမ်းရှိ၎င်းရဲ့အတော်ဖြစ်သူနေအိမ်မှာလကောင်းချစ်လင်းကိုအားမနက်၅နာရီချိန်မှာဘိုးကံညွန့်ရက်ွယ်ဇဘူကျက်တေဆောင်လမ်းရှိ၎င်းရဲ့အသည့်ဖြစ်သူနေအိမ်မှာလကောင်းအသေးသေးဖမ်းဆီးရမိခဲ့ပါလိမ့် ယခုလိုလွတ်တော်ကိုယ်စားလှယ်လောင်းများအားဥပဒေနှင့်အညီမဲဆွဲစည်းရုံးခြင်းမပြုနိုင်စေရန်စိုက်တူထားတဲ့ပါတီကိုယ်စားလှယ်လောင်းများရဲ့ပါတီဆိုင်ဖို့များအားဖျက်ဆီးပြီးချင်းချောက်ဟန်တန်းခြင်းများပြုလုပ်ခဲ့သူချစ်လင်းကိုပါလေးဦးအားတင်ကန်းကျွန်းမြို့မှရဲစခန်းပါဆောင်239မြန်ဆောင်2025ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကို နောက်ရှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ24ကကြီးဖြင့်အမှုဖွင့်ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာပါတီကိုယ်စားလှယ်လောင်းများဤပါတီဆိုင်ပုံများအားဖျက်ဆီးခဲ့သူ၄ဦးအားရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးအရေးယူထားပါတီကိုယ်စားလှယ်လောင်းများဤပါတီဆိုင်ပုံများအားဖျက်ဆီးခဲ့သူ၄ဦးအားရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည် 2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြပြစေရန်ရည်ရွယ်၍လူမှုကွန်ရက်စာမျက်နှာများအများပြည်သူဆိုင်ရာနေရာများ၌ဟောပြောခြင်းပြောဆိုခြင်းစီးရုံးလှုပ်ဆောင်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်းရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစသည်တို့ဖြင့်နောက်ဆက်ဟန်တာဖြစ်စီခြင်းများရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအားထိခိုက်ပျက်စီးအောင် နောက်ရှက်ဟန်တာဖျက်ဆီးခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ရှက်ဟန်တာခြင်းမှာကာကွယ်ပေးရေးဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်ထို့သောဆောင်ရွက်လျက်ရှိရာနိုဝင်ဘာ14ရက်နေ့နက်3နာရီ5မိနစ်အချိန်တွင်တင်ကန်းကျုံမြို့မှရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူပေါင်းအဖွဲ့သည်နယ်မြေအတွင်လှည့်ကင်းဆောင်ရွက်နေစဉ်ရန်ကုန်တိုင်းဒေသကြီးတင်ကန်းကျုံမြို့နယ်၄ထောင်ကန်ရက်ွက်၄ထောင်ကန်လမ်းနှင့် ဥပဟန်လန်ထောင်ရှိပန်းချံတွင်စိုက်ထူထားသည့်ပြည်တော်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်မုတ်တစ်ခုဘိုကန်ညွတ်ရက်ကွက်ရှိ၄ကန်လန်းနှင့်ဇံပူဒိတ်လန်းထောင်တွင် စိုက်ထူထားသည့်ပြည်သူ့ပါတီဆိုင်မုတ်တစ်ခုသူမင်္ဂလာရက်ကွက်ရှိ၄ကန်လန်းနှင့်သူမင်္ဂလာလန်းထောင်ဇဝနလန်းစုံတွင်စိုက်ထူထားသည့်ပြည်သူ့ပါတီဆိုင်မုတ်တစ်ခုနှင့်ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်မုတ်တစ်ခုတို့အားဖြိုလဲဖျက်ဆီးနေကြောင်းသတင်းရ ပါတီဆိုင်ပုံများဖြစ်စည်းခဲ့သူများအားဖန်စီရမိနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းသိရသည့်ပါတီကိုယ်စားလှယ်လောင်းများ၏ပါတီဆိုင်ပုံများအားဖြစ်စည်းသည့်ပြမှုကျူးလွန်ရာတွင်ပါဝင်သူတင်ငန်းကျုံမြို့နယ်ရန်အောင်ရက်ကွက်နေရွှေလင်းဦး၂၀၂၂ဘူကန်ညို့ရက်ကွက်နေခိုင်မင်းကို၂၂တို့နှစ်ဦးအားယင်းနေ့နနက်၃နာရီ၁၀မိနစ်အချိန်တွင်အခင်းဖြစ်နေရအနီးဦးစံဖေးရက်ကွက်ပရင်နောင်လန်း၌လည်းကောင်းရန်အောင်ရက်ကွက်နေသူများဖြစ်ကြသည်စွမ်းထက်အောင်၁၉နှစ်အား နနက်၄နာရီ၅မိနစ်အချိန်တွင်ရန်အောင်ရက်ွက်ရန်အောင်လမ်းရှိရင်းဤအတော်ဖြစ်သူနေအိမ်မှ၎င်းရှစ်လင်းကို28နှစ်အားနနက်၅နာရီချိန်တွင်ဘိုကန်ညွရက်ွက်စပူချက်တည်းဆောင်းလမ်းရှိရင်းဤအတိဖြစ်သူနေအိမ်မှ၎င်းအတိတိဖန်းစီရမိခဲ့ကြောင်းသိရသည်ထို့သောလွတ်တော်ကိုယ်စားလှယ်လောင်းများအား ဥပဒေနှင့်အညီမဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေရန်စိုက်ထူထားသောပါတီကိုယ်စားလှယ်လောင်းများ၏ပါတီဆိုင်ပုံများအားဖျက်ဆီးပြီးချင်းချောက်ဟန်တာခြင်းများပြုလုပ်ခဲ့သူချစ်လင်းကိုပါလေးဦးအားတင်ငန်းကျိုးမြို့မှရဲစခန်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ24ကဖြင့်အမှုဖွင့်ပြီးထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်